ငွေမလွှဲမိလို့ပြန်ပေးဖို့တောင်းခံတာကိုဂုံသိက္ခာကြဆင်းစီမှုနဲ့ပြန်ပြီးတော့တရားစွဲမယ်လို့ပြောဆိုလိုက်တဲ့ပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေမင်္ဂလာပါပရိသတ်ကြီးရှင်ပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေတည်ထောင်ထားတဲ့ခိုင်နှင်းဝေပရာဟိတကလေးများအဖွဲ့ကိုငွေမလွှဲမိလို့ပြန်ပေးဖို့တောင်းခံခဲ့တာကိုဂုံသိက္ခာကြဆင်းစီမှုနဲ့တရားစွဲမယ်လို့ခိုင်နှင်းဝေဘက်ကနေပြီးချိန်ချောက်လာခဲ့တဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ် ပြီးခဲ့တဲ့မေလ9ရက်နေ့ကငွေ29သိန်း9500ကျပ်အကောင်မလွှဲပြီးလို့ဘန်စလေးအတီကျနဲ့လူကိုယ်တိုင်ရှုံးကိုတွားရောက်တောင်းခံခဲ့ပေမဲ့လေခိုင်နှင်းဝင်နဲ့မတွေ့ခဲ့ရပဲဝန်ထမ်းတွေနဲ့သာဆုံတွေ့ခဲ့ရတယ်လို့ငွေမလွှဲသူအမျိုးသမီးကဆိုပါတယ်အဆိုပါရုံးကနေဘန်နံပါတ်မှတ်ပုံနဲ့အရှိန်အောင်ဘန်စတိတ်မန့်တွေကိုယူဆောင်လာခိုင်းပြီး၄၅ရက်ဆောင်းဆိုင်ခိုင်းခဲ့ကထမှန်ချင်းဆိုတဲ့နေ့မှာတော့ရက်ွက်ယုံထောက်ခံချက်ပါယူဆောင်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ခိုင်နှင်းဝင်ရဲ့ဝန်ထမ်းတွေဘက်ကအဆိုပါကိစ္စရဲ့အပေါ်ဖြေရှင်းပေးဖို့ရက်တွေတရက်ပြီးတရက်ရွှေ့နေကြတာဖြစ်ပြီးနေပြည်တော်အထူးအဆင့်ဆင့်စည်ရင်တင်ရတာမို့စောင့်ဆိုင်ခိုင်းထားတယ်လို့လည်းပြောဆိုထားပါတယ်မခိုင်နေဝင်ရဲ့ဂုံတိတ်ခါကိုလည်းထိခိုက်စေလို့စိတ်မရှိပါဘူးရှင်။ကျမရဲ့ချွေးနေစာလေးကိုပြန်လို့ခြင်းလို့မြစ်တာရက်ခန္ဓာပါရှင်ဟုဆိုကအဆိုပါမျိုးသမီးကကျမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြထားတာလည်းဖြစ်ပါတယ်။ ပြိုင်တာမင်းသမီးကြီးခိုင်နေဝေဘက်ကတော့မင်းညာကဂုံတိတ်ကကြဆင်းစေအောင်လှုပ်ဆောင်နေသူတွေကိုတရားဥပဒေအရဆက်လက်ဆောင်ရွက်သားမယ်လို့ပို့စတင်ခဲ့ပြီးဝေဖန်မှတ်ချက်ပြုသူတွေများနေခဲ့တာကြောင့်ချက်ချင်းပြန်ဖြတ်သွားခဲ့ပါတယ်ခိုင်နေဝေကခိုင်နေဝေရင်သွေးလေးများခေဟာသည်တီထောင်ခွင်းပြုမိတ်တရားဝင်ကြပြီးသောအတင်းအဖွဲဖြစ်ပါသည်။စည်ရင်များအားလုံးကိုလည်းတိကျမှန်ကန်စွာဖြင့်ရည်တည်နေသောအဖွဲစည်းလေးဖြစ်ပါသည်။ တို့ဖြစ်ပါ၍အသင်းအတွက်ဂုံတိတ်ခါကြဆင်းအောင်နှီးမျိုးစုံဖြင့်လှုပ်ဆောင်နေသောသူများ page အတူများမဟုတ်မမှန်သတင်းများဖြန့်ဝေသူများကိုတရားဥပဒေအရဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်ဦးဆိုကခိုင်နေဝေကငွေမလွှဲမိသူအမျိုးသမီးကိုချင်းချောက်ပြောဆိုထားတာလည်းဖြစ်ပါတယ် တရားဆောင်ခိုင်းနေဝေကတော့သူမစီမအမြဲတမ်းလှူဒန်းနေကြအလူရှင်တယောက်ကသူမရဲ့အလှငွေလက်ခံတဲ့အကောင့်တွေကိုငွေမားလွှဲမိတဲ့အချိန်မှာမားလွှဲမိတဲ့ပမာဏကိုပြန်လည်ပေးရခြင်းမရှိပဲနေပြည်တော်အထိစာတင်ရမယ်ဆိုပြီးတော့ပြောခဲ့တာကတကြောင်ငွေမားလွှဲမိသူဘက်ကလွှဲမိပြီးပြီးချင်းတနာရီအတွင်းမှာပဲအဆိုပါငွေတွေကိုအကုန်လှူပစ်လိုက်ပြီလို့ပြောခဲ့မိတာကတကြောင်တနိုင်ငံလုံးအတိုင်းအတာနဲ့ပရာဟိတလုပ်နေတဲ့အသင်းဖွဲ့ကြီးတစ်ခုဖြစ်နေပါလေရဲ့ငွေကျပ်သိန်း30မားလွှဲမိတဲ့အပေါ်မှာပြန်လည်ပေးရခြင်းမရှိပဲဟိုရွှေတီရွှေလုံးနေ တာကြောင့်ခိုင်နေဝင်စီမှာလှူဒန်းနေကြအလူရှင်တွေနဲ့ပြည်သက်တွေရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံနေရလာလဲဖြစ်ပါတယ်။